စာနာတယ်တနာတယ်နဲ့နှိမ့်ချသွားတဲ့သူတွေရှိမယ်။ကုညီတယ်ကုညီတယ်နဲ့အခွင့်အရေးယူသွားတဲ့သူတွေရှိမယ်။ခြေကျူးတယ်ခြေကျူးတယ်နဲ့အပုတ်ချသွားတဲ့သူတွေရှိမယ်။လောကကြီးထဲမှာနှုတ်ဖြားကပြားတကားလိုချိုနေပေမဲ့အတွင်သဘောကပုတ်ပွားနေတတ်ကြတာကိုသင်တည်ထားပါ။ဘဝတင်ငယ်စားဆိုတာကိုယ်တိုင်ကြုံတွေ့ပြတ်သန်းမှုမှ သိရဆိုပေမဲ့ကြုံတင်သိရှိထားတော့ စိတ်ဆင်းရဲတဲ့ဒုက္ခခံစားရမှုတွေကိုချောင်ရှားနိုင်ပါလိမ့်မယ်။ဒါကြောင့်နှုတ်ခမ်းဖျားကစကားတွေမှာတာယာပြီးလူတိုင်းကိုလည်းလွယ်လွယ်မချင်းနဲ့လူတိုင်းကိုလည်းအထင်မကြီးနဲ့လူတိုင်းကိုလည်းအယုံမလွယ်နဲ့လူတိုင်းကိုလည်းအာမကိုမှီစင်နဲ့လူဆိုတာအားနည်းချက်ကိုမှခြာနေသွားတဲ့ကြတယ်။မြေပြော့ရင်ခြေအားကျန်သလိုစိတ်ပြော့ရင်တတလုံးဒဏ်ရာထင်ကျန်နေတတ်တယ် မိမိအားနဲ့အခက်ခဲတွေကိုဘယ်တော့မှထုတ်ဖော်ပြပါနဲ့အမြဲတမ်းစိတ်သက်မှကြောရဲရင်သူဖြစ်နေပါစေမိမိဘဝကိုမိမိကိုယ်တိုင်ရှောင်လန်းကြရမှာမိမိကိုယ်ကိုအားကိုးပါယုံကြည်ပါရဲရင်မှာဇွဲလုံးလဝရိယထားပါစိတ်သက်မှကြောပါဘယ်အရာကိုမှတွေးမကြပါနဲ့ဖြစ်ပျက်ပြီးခဲ့တဲ့အရာတွေကို ပြန်လှည့်မကြည့်ပါနဲ့